မင်္ဂလာပါရှင်ဒီနေ့ Hebrew ဩဝါဒစာအခန်းကြီး9ကို အတူတူစိစိဆက်ဆက်လေ့လာကြည့်ကြောင်းမယ်နော်ဒီဆွေးနွေးမှုအတွက်အချက်လက်တွေကိုတော့ The Wise Believers ကပြုစုပင်ဆင်ပေးထားပါတယ်ဟုတ်ကဲ့ခင်ဗျာဒီနေ့ကျမတို့အတိတ်ကချီးကျင်တဲ့အချက်ကလေလူသားတွေရဲ့အားနည်းချက်တွေကို ကိုယ်တိုင်ကိုကြဂျုံဖူးလို့အပြည့်ဝနားလည်ပေးနိုင်တဲ့ရပ်ပုရောဟိတ်မင်းတပါဘလို့ဖြစ်နိုင်မလဲပြီးတော့ အဲ့လိုနားလည်မှုကကျမတို့ရဲ့ဝိညာဉ်ရေးရကြီးထွားမှုနဲ့ကောဘယ်လိုများဆက်ဆက်နေတယ်လဲဆိုတာပေါ့ဟုတ်ပါတယ်တကယ်တော့လူသားတွေအခက်ခဲတွေကိုတကယ်နားလည်စာနာနိုင်တဲ့ရပုရောဟိတမင်းရှိတယ်ဆိုတဲ့အယူဆကိုကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့အားလည်းရှိစေပါတယ်နော်ဟုတ်ကဲ့ကေတာဆိုဒီအကြောင်းကိုအတူတူအသေးစိတ်ကြည့်လိုက်ကြရအောင်လားအမ်ပထမဆုံးအနေနဲ့လေဟေဘရီကျမ်းရေးသူကယေရှုအကြောင်းမပြောခင်မှာ သူခိကလူတွေယဉ်နီးပြီးသားဖြစ်တဲ့ လူယက်စ်ပရိုဟိမင်းရဲ့အခန်းကဏကိုအရင်ဆုံးမိတ်ခတ်ထားတယ်နော်။ဒါကနောက်ပိုင်းယေရှုရဲ့အခန်းကဏကိုပို့ပြီးနားလည်စေဖို့အခြေခံလေးပေးလိုက်တယ်လို့ပဲ။အခန်းငယ်တစ်ကဏ္ဍလေးမှာဒါကိုတွေ့ရတယ်။ဟုတ်ပါတယ်။အဲ့ဒီအပိုင်းကတကယ်ကိုအရေးကြီးတဲ့အခြေခံတစ်ခုချပစ်လိုက်တာပဲ။ဘာလို့လဲဆိုတော့လူယက်စ်ပရိုဟိမင်းရဲ့အရေးချင်းနဲ့တာဝန်တွေကိုဖော်ပြရင်းနဲ့သူတို့ရဲ့အကန့်အသတ်တွေကိုပါတွယ်ဝိုက်ပြီးဖော်ပြလိုက်တယ်လို့ဖြစ်သွားတယ်။သူတို့ကလူတွေတည်းပဲရွေးရတာကို အဓိကတာဝန်ကတော့လူတွေရဲ့အဖြစ်အတွေ့ရေးစပူစောပေးဖို့ပေါ့ဟွန်းစိတ်ဝင်စားရကောင်းတာကအခန့်ငယ်နစ်မှာပြောထားတာလေသူတို့ကိုယ်တိုင်းလဲအားနည်းချက်တွေနဲ့ဝင်းရံထားတဲ့အတွက်အဲမတိနာမလဲပဲလမ်းမနေသူတွေကိုသနာစာနာနိုင်စွာရှိရမယ်ဆိုတာမျိုး။အော်ဟုတ်ကဲ့ဒါတာပါပဲ။ဆိုလိုတာကလူယေပရိုဟိမင်းနေတောင်းဖျားခန့်အမှုနဲ့စာနာမှုလိုအပ်တယ်ဆိုရင်ယေရှုမှာကတားတဲ့ဘလို့ရှိတယ်လဲဘလို့တားလွန်တယ်လဲဆိုတာကိုစဉ်းစားစေတာပို့ ဒါဆိုရင်လူယေပရိုဟိတရဲ့အခန်းကဏ္ဍကယေရှုရဲ့ထူးခြားမှုကိုပိုပြီးပေါ်လွင်စေဖို့နောက်ခံခါချက်တစ်ခုလို့ခင်နေတာပေါ့နော်သူတို့ရဲ့ဆန္ဒမှုကအာနေချက်ကလာတယ်။သူတို့ရဲ့ပူဇော်တက်ကကထက်ခါထက်ခါလုပ်ရတယ်။ပြီးတော့သူတို့ကိုယ်လိုက်လည်းအဖြစ်ရှိလဲ။အာဒီချစ်တွေကိုစိတ်ချထားပြီးယေရှုကိုကြည်လိုက်တဲ့အခါကျတော့အာကွာခြားချက်ကပူရှင်းလာတာပေါ့နော်။အခန်းငယ်၅ကစပြီးယေရှုအကြောင်းပြောပြီး။ယေရှုဟာ yes ပုရောဟိမင်းဖြစ်လာတာကိုယ်တဘောနဲ့ကိုယ်ဖုံးယူတာမဟုတ်ဘူးဘုရားသခင်ကတိုက်ရိုက်ခန့်အပ်တာဖြစ်တယ်ဆိုတာကိုစာလံကျမ်းတစ်ခုကိုကိုးကားပြီးအခိုင်အမာပြောထားတယ်တင်းဒီငန့်တာဖြူယနေ့ငါဒီတင့်ကိုဖြစ်စီပြီးဆိုတာကသူ့ရဲ့ဘုရားသခင်နဲ့ထူးခြားတဲ့ဆက်ဆံရေးတားတော်ဖြစ်ခန့်အပ်မှုကိုပြတယ်ဟုတ်ကဲ့ပြီးတော့ တင်းဒီမြေလခီဇက်တခီအစင်အတိုင်းသာဝရယက်ပူရိုဟီမင်းဖြစ်အေးဆိုတာကတော့သူ့ရဲ့ယက်ပူရိုဟီအဖြစ်ဟာလူယက်ပူရိုဟီသူ့ရဲ့လေဝိအစင်လာနဲ့လုံးဝကွဲပြားပြီးတော့အဲသာဝရတီတတ်မဲ့အမျိုးအစားဖြစ်တယ်ဆိုတော့ပြတယ်ဒီမြေလခီဇက်တဆိုတာကစိတ်ဝင်စားစရာပိုင်းတယ်ဟုတ်ပြီဒီမီလက်ခေးဆက်တဲ့ဆန်တဲ့ဖန်ဘို့ကဲလိုက်ကြနဲ့နင်းနဲ့တော့ထူဆန်းသွားတယ်သူကဘယ်သူလဲသူဆန်းအတန်းထစ်တယ်ဆိုတာကဘာလို့ဆိုလို့တာလဲ အဲ့နေရာမှာနင်းညက်တော့ပူရှင်းပြပေးလို့ရမလားရှင်အဲနောက်ခန်းဒီမှာအသေးစိတ်လာမယ်လို့တော့တည်ထားပေမဲ့ဒီခါမှသူကဘာကြောင့်ထည့်ပြောထားလဲဆိုတာလေးသိချင်လို့ပါကောင်းတယ်မိကုံးပါပဲမေလက်ခိစတက်ဆိုတာကကပောင်းဦးချန်ခန်းကြီးဆင်လင်းမှာအာဗရာဟမ်နဲ့တွေ့ဆုံခဲ့တဲ့ရှာလင်မျိုးရဲ့ပြည်ရင်ပြီးတော့အမင်းဆုံးတော့ဖျားတခင်ယက်စပရိုဟိတပါဘုံသူ့ရဲ့ထူးခြားချက်ကကျန်းစာထဲမှာသူ့ရဲ့မျိုးရိုးဆင်ဆက်အစအဆုံးကိုဖော်ပြမထားဘူး လေဝိအမျိုးယက်စီပရိဒေလိုအဖေကနေတားစီအမွေဆက်ခံတဲ့ပုံစံမျိုးမဟုတ်ဘူး။အော်။ဒါကြောင့်ဟေဘရဲချမ်းယေသူကသူ့ကိုထာဝရတည်ရှိနေတယ်လို့ဖြစ်တဲ့ယက်စပူယိုဟိအဖြစ်ရဲ့ရှေ့ပြေပုံကြီးအဖြစ်သုံးတာ။ဆိုတော့ယေရှုကိုမေလာခိဇရဲအစင်အတိုင်းလို့ပြောလိုက်တာနဲ့ယေရှုရဲ့ယက်စပူယိုဟိအခန်းကနာဟာလူအစင်လားမျိုးယို့ ဒါမှမဟုတ်ပြည့်ညက်တရားပေါ်မှာအချိန်မခံဘူးဖျားသခင်ရဲ့တိုက်ရိုက်ခံအမှုနဲ့သူ့ရဲ့ထူးခြားတဲ့အရေးသွေးပေါ်မှာပဲအခြေခံတယ်ပြီးတော့ဒါဟာယာယာမဟုတ်ပဲထာဝရတည်မြဲတဲ့ဆိုတဲ့အသေးပဲကိုချက်ချင်းသဘောပေါက်စေတယ်အာအာဒါကလေဝိယက်ပူရောဟိစနစ်ထက်အများကြီးတာလို့မြင့်မြတ်တယ်ဆိုတာကိုအစပြောလိုက်တာပဲလေ ဒီအချက်ကယေရှုရဲ့ yes ပူရောဟိအဖြစ်ရဲ့ထူးခြားမှုကို နားလည်ဖို့တောချက်အခုပါပဲရှင်းသွားပါပြီရှင်ဒါဆိုယေရှုရဲ့ yes ပူရောဟိအဖြစ်ကဖိရားခံအမှုနဲ့ထာဝရအတည်မြဲမှုဆိုတဲ့အချက်တွေအပြင်လူ yes ပူရောဟိဒီနဲ့မတူတဲ့နောက်ထပ်အရေးကြီးတဲ့အချက်တခုရှိသေးတယ်နော်အခန်းငယ်9နဲ့10မှာပြောထားတဲ့ဆင်းရဲဒုက္ခခံခြင်းကနေနာခံမှုကိုတင်ယူတယ်ဆိုတဲ့အပိုင်းလေးဒါကနည်းနည်းနားလည်ရခက်တယ်လို့ပဲရှင် ဖီရသားလိုကဘာလို့နာခံမှုကိုတင်ယူဖို့လိုတာလဲသူကအဆက်သေးကနာခံတက်တီးတာမဟုတ်ဘူးလားဒါကတော်တော်လေးနင်းနေတယ်လို့အရေးကြီးတယ်မိကုန်းပဲဗျာဒီနေရာကတင်ယူတယ်ဆိုတာအရင်ကမသိလို့အတစ်တင်တာမျိုးကိုဆိုလိုတာမဟုတ်တော့ဘူးသူ့မှာနာခံလို့စိတ်ကအမြန်ရှိပြီသားဒါပေမဲ့ဒီလောကမှာလူသားတယောက်အနေနဲ့အသက်ရှင်နေတော့အထူးတပြင်းဆင်းရဲဒုက္ခတွေပြင်းစံကဆုံးဆန်းအောင်ရမှုတွေကြုံတွေ့ရတဲ့အခါမှာ အဲ့ဒီနာခံခြင်းကိုလက်တွေ့ကြကြအဆုံးစွန်ဒီတတ်တည်ပြခဲ့တယ်အတီးပြုတ်ခဲ့တယ်ဆိုတဲ့သဘောမျိုးပြပုံများတယ်ဟုတ်ကဲ့ခြေလောင်တဲ့အတားနဲ့မြေရည်တွေနဲ့ဆူတောင်းတယ်ဆိုတာကသူ့ရဲ့လူသားဆန်းတဲ့ခံစားချက်တီးယုံငတ်မှုတွေကိုပွင့်ပွင့်လင်းလင်းပြတာပေါ့ဒါပေမဲ့အဆုံးမှာတော့ဖခင်ရဲ့အလိုတော်ကိုပဲရွေးချယ်ခဲ့တယ်ဒီလိုဆင်းရဲဒုက္ခကိုကိုယ်တိုင်ဖြတ်တန်းခဲ့တဲ့အတွေ့အကြုံကသူ့ရဲ့နာခံခြင်းကိုပိုပြီးတော့အတိတ်ပဲပြောရစေတယ်လို့ဆိုနိုင်ပါတယ်အော်ဒါဆိုသူ့ရဲ့ဆင်းရဲဒုက္ခက ူရဲ့နာခံမှုကိုတက်တဲ့ပြယုံတင်မကပါနဲ့သူရဲ့ Yaspero ဟိအခန်းခဏအတွက်တကယ်အရေးပါတဲ့အရေးချင်းတခုထည့်သွားစေတာပေါ့နော်အတိအကျပဲအဲ့ဒီဆင်းရဲဒုက္ခကိုကိုယ်တိုင်ကြုံတွေ့ခံစားခဲ့တာချင်းကပဲသူ့ကိုပြည့်ပြည့်စုံတဲ့ Yaspero ဟိ man ဖြစ်စေတဲ့အဓိကအကြောင်းရင်းတခုပဲဒါကြောင့်အခန်းကြီးလေးအဆုံးမှပြောခဲ့တယ်လို့လေငါတို့ရဲ့အားနည်းခြင်းကိုထောက်ထား၍မကျင်နာနိုင်သော yes pro he men ဤငါတို့၌ရှိသည်မဟုတ်ဆိုတဲ့စကားကဒီမှာအတိပဲပိုးပြပါသွားတာမှန်ပါတယ်သူက theory ရပ်ဆာနာတာမဟုတ်တော့ဘူးလူဘဝရဲ့အနေဆိုင်ဆုံးသောဝေဒနာကြောက်ရွံ့ခြင်းပူဆွေးခြင်းတွေကိုကိုယ်တိုင်မြေဆမ်းဘူးလို့ကျွန်တော်တို့ရဲ့အခြေအနေကိုအကျွမ်းမဲ့နားလေဆာနာနိုင်တာဒါတကယ်ကိုအားရှိစရာ အကောင်းဆုံးအချက်ပဲသူရဲ့ဆာနာမှုကအားနည်းချက်ကလာတာမဟုတ်ပဲပြီးပြည့်စုံတဲ့နာခံမှုနဲ့ချစ်ခြင်းမေတ္တာကနေလာတာဖြစ်တယ်ပြီးတော့အခန်းငယ်ကိုမှပြောထားတာက ဲ့ဒီလိုဆင်းရဲဒုက္ခကနေဆင်းစုံလင်ခြင်းတို့ရောက်ကင်းတော့ perfected သူ့ကိုနားခံသူအားလုံးအတွက်ထောက်ရက်ကြခြင်းချင်းရဲ့အကြောင်းရင်းဖြစ်လာတယ်ဆိုတာပဲอืมဒီနေရာကစုံလင်ခြင်းဆိုတာကိုချင်းတရားရာအပြစ်ကင်းတာကို ဆိုလိုတာထက်သူ့ရဲ့ရက်စစ်ပုရောဟိမေအခန်းကဏကိုထမ်းဆောင်ဖို့အပြည့်ကွာအရေချင်းပြည့်မြသွားပြီသူ့ရဲ့မစ်ရှင်ကိုအောင်မြင်ပြီးမြောက်သွားပြီဆိုတဲ့သဘောဖြစ်မယ် သူ့ရဲ့ကြည်တဲ့သောရက်စစ်ပူဇော်ခြင်းဟာနောက်ပိုင်းအခန်းတွေမှာဆက်ရှင်ပြမယ်။သူ့ရဲ့အသေးခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းပေါ့လေ။အဲ့ဒါကလူရက်စစ်ပုရောဟိတရဲ့နိစဉ်တစ်ခါတစ်ခါလူရတဲ့အဖြစ်ဖြေရာရက်စစ်နဲ့လုံးဝမတူပဲထာဝရအကျိုးသက်ရောက်မှုရှိရဲ့။ဟုတ်ကဲ့။ဒါကြောင့်သူ့ကိုယုံကြည်နာခံသူတိုင်းရဲ့အတွက်ထာဝရကယ်တင်ခြင်းဖြစ်စေတာ။ဒါဆိုရင်ယေရှုဟာဖျားခန့်အပ်ခံရတယ်။မေလခိဇေရလိုထာဝရယေရှုပုရောဟိတမျိုးဖြစ်တဲ့ လူစင်ရဲ့ဒုက္ခကိုကိုယ်တိုင်ခံစားဘူးလို့အပြည့်ဝစာနာနားလည်နိုင်တယ်ပြီးတော့သူ့ရဲ့စုံလယ်နဲ့နားခံမှုနဲ့ပူဇော်တက္ကကသာဝရကယ်ရင်ချင်းကိုပေးနိုင်တယ်ဆိုတဲ့အမှန်အားရှိစရာကြီးမြတ်တဲ့အကြောင်းလေးကိုဆွေးနွေးခဲ့ကြပြီပေါ့နော်။ဒါပေမဲ့ဒီလိုအမြင့်ဆုံးသောအကြောင်းအရာကိုပြောပြတာနဲ့ကျမ်းရေးသူကလေသံကိုယုတ္တိရပြောင်းလိုက်တယ်လို့ပဲ။အခက်အခဲစကကကနေစလိမနားထောင်နေတဲ့သူတွေကိုတတိပေးစကားပြောလာတယ်။ဒါမှမဟုတ်ပါလေရှင်။မယ်ဒီအလဲပြောင်းကတော်တော်လေးတိတာထင်ရှားတယ်ဗျာ။ကျမ်းရေးသူက ဒီလောက်ကြီးမြတ်တဲ့ယေစပရိုဟိမယေရှုအကြောင်းအထူးသဖြင့်မေလခိဇေဒက်နဲ့ဆက်ဆက်တဲ့ပုံနေနေတဲ့အကြောင်းတွေကိုဆက်ရှုပြခြင်းနေပုံပဲ။ဒါပေမဲ့နားထောင်နေတဲ့သူတွေရဲ့ဝိညာဉ်ရအခြေအနေကြောင့်ဆက်မပြောနိုင်ဘူးလို့ခံစားနေရပုံရတယ်။အခန်းငယ်၁၁မှာတင်တော့ဒီနားလေသောကြောင့်ရှင်းလင်းဖော်ပြရန်ခက်လက်ကြီးလဲတဲတဲပဲပြောထားတယ်။ဟုတ်ကဲ့။ဒါသူတို့ကိုစော်ကားတာတော့မဟုတ်ဘူး။စိုးရီတကြီးနဲ့တတိပေးနေတာ။သူတို့ဟာဝိညာဉ်ရရမှာတိုးတက်မှုရက်တန်းနေကြပုံပဲ။ ဟုတ်တယ်အခန့်ငယ်စနစ်မှာပိုဝီတီတီကြကြပြောထားတယ်နော်အချိန်ကာလအဖြစ်ကြည့်တော့တင်တို့သည်ဆရာအဖြစ်တို့ရောက်တင်ကြပြီးသို့တော်လည်းဖျားသိင်ဗျာဒိတော်နှင့်ဆက်ဆိုင်သောမူလဩဝါဒများကိုပင်တစုံတရုပ်တို့သူသည်တင်တို့အားတဖန်ပြန်၍တုံတင်ပေးရန်လိုနေသေးတယ်ဒါတို့ပြင်းထန်တဲ့စကားပဲနော်သူတို့ကနို့ပဲတုံနိုင်သေးပြီးအစာမှမကြည်ညက်နိုင်သေးတဲ့သူလေးနဲ့နိုင်ထားတယ်ဟုတ်ပါပြီ နို့ဆိုလားခရစ်ယာန်ယုံကြည်ခြင်းရဲ့အခြေခံသွန်သင်ချက်တည်ဥပမာနောင်တအယုံကြည်ခြင်းဘတ္တိစမတ်ဆာတဖင်ကိုအစာမဆိုတာကတော့ယေရှုရဲ့ yes for ro ဟိအခန်းကနာမေလက်ခိဇေဒက်အကြောင်းလိုမျိုးပုံနဲ့နေတဲ့ဝိညာဉ်ရေးရရင်ချက်မှုလိုအပ်တဲ့တမန်တော်လေးပေါ့နော်ဒီညိုနဲ့အစာမဥပမာက အရန်အရေးကြီးတယ်ဟာဘာကိုဆိုလိုတယ်လဲဆိုတော့ယုံကြည်ခြင်းမှာအခြေခံအတ္တိတရားတွေကအရေးကြီးပါတယ်ဒါပေမဲ့အဲ့ဒီမှာပဲတသက်လုံးရပ်နေလို့မရဘူးခလေးတယောက်ကနို့ချီပဲတောင်းရည်လို့မဖြစ်တလို့ပေါ့ကြီးလာရင် အစာမစားနိုင်ရမယ်ဝိညာဉ်ရေးကမှလည်းဒီတိုင်းပဲအချိန်တိုင်းရင်ပုံနဲ့တဲ့ဖရာသခင်ရဲ့အလိုတော်သူ့ရဲ့အကြံအစီတွေကိုနားလည်ဖို့ကြိုးစားရမယ်ဟုတ်ကဲ့အခန်းငယ်၄ကအဓိကအချက်ပဲအစာမဟာ ရင်ကျက်တော်သူဆိုလိုတာကလေ့ကျင့်ထားသောညံစွမ်းအားဖြင့်ကောင်းမကောင်းကိုပိုင်ခြားဝေဖန်နိုင်သောသူတို့စားဖို့ဖြစ်တယ်။နိုဘယ်တောက်နေသေးရင်ဖြောင်းမှချင်းတရားစကား၌ကြွမ်းကျင်မှုမရှိဘူး။ကောင်းမကောင်းကိုခွဲခြားသိမြင်နိုင်စွမ်းအားနည်းနေမယ်လို့ဆိုလိုတာပဲ။ဒါကလက်တွင်ဘွားနဲ့တော်တော်ဆက်ဆက်နေတယ်လို့ပဲရှင်။ဝိညာဉ်ရမှာ no အဆင့်မှာပဲရပ်နေရင်ပါဖြစ်နိုင်လေ။ဒီတိုင်းအခြေခံလေးတွေတည်ပြီးယုံကြည်နေအောင်နဲ့မလုံလောက်ဘူးလား။ကောင်းတယ်မိဟောမှာ။လုံလောက်တယ်လို့ထင်ရနိုင်ပေမဲ့ ဟေဘရီကျမ်းရေးသူကတော့မလုံလောက်ဘူးလို့သတိပေးနေတာပထမဆုံးကတော့ဖျားတခင်နှုတ်ကပတော်တွေကအဖို့တန်တဲ့နန်းနဲမှုတွေကိုလွဲချော်သွားနိုင်တယ်အင်းဒုတိယနဲ့ပိုရေးကြည့်တာကလက်တွေ့ဘဝမှာကျုံရတဲ့ရှုပ်ထွေးတဲ့အခြေအနေတွေတွန်တွန်ချက်တူရောင်နေကြတဲ့မှာကောင်းမကောင်းအမအမန်ကိုပိုင်းခြားနိုင်စွာမရှိနဲ့ဘာဖြစ်မလဲလမ်းလွဲသွားနိုင်တယ်လေယွင်းကြီးချင်းကတီမြဲဖို့ခက်ခဲသွားနိုင်တယ်ဆုံးဖြတ်ချက်တွေမာယွင်းသွားနိုင်တယ်ဥပမာဘလို့တွန်တင်ချက်ကကျန်းစာနဲ့ညီးတယ်ဘယ်ဟာကမညီးဘူးဆိုတာ ဘလို့ဘွားနေထိုင်မှုကဘုရားစီတော်နဲ့တွေ့တယ်ဘုရားကမတွေ့ဘူးဆိုတာတွေကိုဝေဖန်ပိုင်းခြားနိုင်မှုဝိညာဉ်ရေးရရင်ကျက်မှုအစာမအောင်ကြီးညက်နေစွမ်းလိုအပ်တယ်။အာဟုတ်ကဲ့။တက္ကံဒီတတိပိချက်က အပိတ်တင်နေတာမျိုးထက်အန်ဒရင်နဲ့ကာကွယ်ဖို့နဲ့ပြည့်ဝတဲ့ဝိညာဉ်ရာတတစီကိုတိုက်တွန်းအားပေးနေတာဖြစ်ပါတယ်။ဒါဆိုရင်ဒီအခန်းကြီးကတခုလုံးကိုပြန်ကြည့်လိုက်ရင်အဓိကချက်ကြီးနှစ်ခုကိုဆက်ဆက်ပြီးနားလည်ဖို့လိုအပ်တယ်ပေါ့နော်။တခုကယေရှုဟာကျမတို့ရဲ့အခြင်းတွေကိုအပြည့်အဝနားလည်ဆာနာပြီးထာဝရကယ်တင်ခြင်းကိုပေးနိုင်တဲ့ဖျားခန့်အပ်ထားတဲ့ပြည့်ပြည့်စုံတဲ့ယေပရဟိမင်းဖြစ်တဲ့ဆိုရဲ့အားရှိစရာတင်ကောင်းဟုတ်ပါတယ်ဟုတ်ပါတယ်။ဒုတိယအချက်ကတော့အဲ့ဒီကြီးမြတ်တဲ့ယေပရဟိမင်းနဲ့ ူရဲ့အမှုတော်ကိုအပြည့်ဝနားလေသဘောပေါက်ဖို့ဝိညာဉ်ရေးရမှနိုးဆိုးရွယ်မှပဲရက်တံမနေပဲအစာမှစားနိုင်တဲ့အဆင့်ချီကြီးထွားရင့်ကျက်ဖို့လိုအပ်တယ်ဆိုတဲ့စိန်ခေါ်မှုပဲဒီအချက်နှစ်ခုကတစ်ခုနဲ့တစ်ခုတိကျစီမဟုတ်ဘူးဆက်ဆက်နေတယ်ဒီအချက်နှစ်ခုကတယောက်ယောက်ရဲ့လက်တွေ့ဘဝအတွက်ဘယ်လိုဆက်ဆက်မှုရှိနိုင်မလဲရှင်တစ်ဖက်ကနေသိမ့်မှုတစ်ဖက်ကစိန်ခေါ်မှုဆိုရလေဟုတ်ကဲ့ဆက်ဆက်မှုကတော်တော်နဲ့နေတယ်မှာပရမဆိုးနေသိမ့်မှုကတော့ ကျွန်တော်တို့ဘွားမှာဘလောက်ပဲအမားတွေလုတ်ခဲ့ပါစေဘလောက်ပဲအားနေနေပါစေဘလို့ဒုက္ခတွေပဲကြုံနေရပါစေကိုယ်တိုင်လူဘွားကိုဖြတ်တန်းခဲ့ပြီးအားနေချက်တွေကိုနားလည်ပေးနိုင်တယ်ဖခင်တခင်ရှေ့မောင်းမှာကျွန်တော်တို့အတွက်အမြဲတမ်းဆူတောင်းပေးနေတယ်ကြားဝင်ဖြန့်ဖြေးပေးနေတယ်ယေကြီးဘုရားရှင်ယေရှုရှိနေတယ်ဆိုတဲ့အတိတရားပဲဟုတ်ကဲ့ဒါကကျွန်တော်တို့ကိုပြတ်တင်ခံရမှာကြောက်တယ်စိတ်တယောက်တည်းရင်ဆိုင်နေရတယ်ဆိုတဲ့ခံစားချက်တွေကလည်းလွတ်မြောက်စေပြီးဖခင်တခင်ထံရည်ရင်စွာချင်းကနိုင်စေတယ် ဒါမယုံနဲ့လောက်လို့ချီမားတဲ့နဲ့တိတ်မှုပဲတကယ်ကိုအားရှိစရာပါပဲဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒီနဲ့တိတ်မှုမှာပဲနဲ့ညောမနေဟိုစိန်ခိုးမှုကလာပြန်ရောဒီလောက်ကောင်းမြတ်တဲ့ယက်စီဘရောဟင်မင်းရှိနေတာကိုသိုံနဲ့မပြီးဘူးသူ့ရဲ့အမှုတော်သူ့ရဲ့တဘောတဘာဝကိုပိုးပြီးနက်နက်နက်နဲနားလေဖို့သူ့နောက်ကိုလိုင်းလျှောက်ရမှာပိုးပြီးရင့်ကျဲတည်ကြည်လာဖို့လိုတယ်ဆိုလိုတာကဝိညာဉ်ရေးရမှာပြင်းစင်နေလို့မရှိဘူး ကျန်းဝါကိုလိလာမယ်ဆူတောင်းရမှာနှရှမ်းရမယ်ကိုယ့်ရဲ့ညံစွာကိုသုံးပြီးကောင်းမှုကောင်းကိုပိုင်းခြားနိုင်အောင်လေ့ကျင့်ရမယ်အင်းအင်းဒါမှယေရှုကပေးတဲ့ကယ်တင်ခြင်းရဲ့ပြည့်ဝမှုကိုတကယ်ခံစားနိုင်မှာပြည့်တယ်လို့လောကရဲ့စုံစမ်းနှောက်ယှက်မှုတွေသွန်သင်ချက်အမားတွေကိုလည်းကြံ့ကြံ့ခံနိုင်မှာဆိုတော့နှသိမ့်မှုကရဲဆွမ်းတတ္တိကိုပေးပြီးစိန်ခေါ်မှုကကြီးထွားဖို့လမ်းညွှန်ပေးတယ်လို့ပြောနိုင်တာပေါ့ ကြာဆိုရင်ဒီခိုင်းကနေယူနိုင်တဲ့လက်တွေ့စင်ကျင်စရာတွေအနေနဲ့ဘာတွေရှိနိုင်မလဲရှင်။ဟွန်းတုံးကြလို့စဉ်းစားကြည့်လို့ရမယ်ထင်တယ်ဗျ။တဲ့ဆေးရဒုက္ခကိုရှုမြင်ပုံပြောင်းလဲခြင်းပေါ့။ယေရှုအတွက်ဆေးရဒုက္ခဟာသူ့ကိုယေစပရုခရတိအယီချင်းပြည့်မီစေခဲ့တယ်။ကျွန်တော်တို့ကြုံရတဲ့ဆေးရဒုက္ခတွေကလည်းအကြောင်းရင်းအမျိုးမျိုးရှိနိုင်မယ့်ပေါ့လေ။ဖျားတခင်ကိုပိုကိုစားတတ်ဖို့စာနာတတ်ဖို့ ဝိညာဉ်ရေးရမပူရင်ကျက်လာဖို့အခွင့်အရေးဖြစ်နိုင်တယ်ဆိုတာကိုသတိပြုဆင်ခြင်းဖို့ပါဟုတ်ကဲ့ညနာခံခြင်းကိုတန်ဖိုးထားခြင်းယေရှုရဲ့နာခံမှုကကဘာကြီးကိုကယ်တင်ခြင်းလမ်းစားပေးခဲ့တယ်ကျွန်တော်ရဲ့နာခံမှုဆိုလိုတာကဖျားရဲ့နှုတ်ကပတ်တော်တိုင်းအသက်ရှင်ဖို့ကြိုးစားခြင်းဟာဖျားသခင်နဲ့ကျွန်တော်ရဲ့ဆက်ဆံရေးမှာအဓိကကြသလိုဝိညာဉ်ရေးရရင်ကျက်မှုရဲ့အမှတ်လက္ခဏာတစ်ခုလည်းဖြစ်တယ်လေအင်းဟုတ်တုံးရင်ချက်ဖို့ရေမှန်းချက်ထားခြင်း နိုးအစစ်မှာပဲကျေနပ်နေပဲအစာမကိုတောင့်တပြီး ရှာဖွေပါဘုရားသခင်နဲ့သူ့ရဲ့နှုတ်ကပတော်ကို ပို့ပြီးနဲ့နဲ့နဲ့တိကျွမ်းဖို့အမြဲတမ်းကြိုးစားပါကိုယ့်ရဲ့ဝိညာဉ်ရဲ့အတိညာဉ်ကို အမြဲတမ်းချဲ့ချွေးနေဖို့ပါ ဟုတ်ကဲ့ဒါဆိုဟေးဘဲခန်းကြီး9ရဲ့အနစ်ချုပ်ကတော့ရှင်းပါတယ်တစ်ဖက်မှာကျမတို့ကိုအပြည့်ဝနားလည်စာနာပေးတဲ့ယေစဖူရောဟင်မင်းယေရှုကြောင့်ရရှိတဲ့ကြီးမားတဲ့နေသိမှုနဲ့ခွန်အားပေါ့နောက်တစ်ဖက်မှာတော့အဲ့ဒီယေရှုကိုပိုတိကျွမ်းနားလည်ပြီးသူ့နောက်လိုက်အသက်တာမှာရင့်ချက်တည်ကြည်ဖို့လိုအပ်တယ်ဆိုတော့အဲမဖြစ်မနေလိုက်ရှောင်ရမယ်စင်ခေါ်မှုပဲဖြစ်ပါတယ်နော်ဟုတ်တယ်ဟုတ်တယ်အဆုံးသက်အနေနဲ့နားထောင်နေတဲ့တွေကိုယ်တိုင်းဆက်လက်ဆင်ခြင်ဖို့အတွေ့တစ်ခုလောက်ထားခဲ့ခြင်းပါတယ် ဒီချမ်းပိုက်ကဆင်းရဲဒုက္ခကနေနာခမှုကိုတင်ယူခြင်းရဲ့တန်ဖိုးနဲ့နို့အစဉ်ကနေအစာမစရောတက်လန်းဖို့အရေးကြီးကြောင်းအလေးပေးပြောထားတယ်လीဒီတော့ကိုကူကိုမေးကြည့်ခို့ပေါ့ကျွန်တော်ကျမရဲ့ယုံကြည်ခြင်းအတ္တတာမှာလက်ရှိကြောက်ရွံ့နေတဲ့ဒါမို့ရှောင်ဖယ်ခြင်းနေတဲ့ဒါပေမဲ့ကျွန်တော်ကျမကိုဝิญကြီးရမှာပို့ပြီးရင့်ကျက်စေနိုင်မယ်အစာမလို့ခေါ်နိုင်တဲ့နဲပယ်ဒါမို့ချမ်းစာရဲ့နည်းနည်းတဲ့အပိုက်တကူကဘာဖြစ်နိုင်မလဲအင်းစိတ်ဝင်စားဖို့ကောင်းနေမေခုံးပဲ ဟုတ်ကဲ့တဲ့အပိုင်းကိုစတင်လေ့လာဖို့ဒါမှမဟုတ်ရန်ဆိုင်ဖို့ဘလို့ခြေလမ်းမျိုးစလာနိုင်မလဲဆိုတာကိုစဉ်းစားကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ဟေဘရဲအခန်းကြီး9နဲ့ပတ်သက်တဲ့ရှုထောင့်အမြင်များနဲ့လေ့လာတွေ့ရှိချက်တွေဟာ The Wise Believers ကပြုစုပြင်ဆင်ထားတဲ့အချက်အလက်တွေကိုအခြေခံထားတာဖြစ်ကြောင်းထပ်လောင်းပြောကြရင်ညီငုံချုပ်လိုက်ပါတယ်ခင်ဗျာ။